sapling queen ကတော့အလယ်မှာတက်တက်ထားပြီးတော့အသေးနော် queen ကတော့ဘယ်တကွင်းညာတကွင်းအဲ့လိုမျိုးအမအသားလေးအတိုင်းထားပေးလိုက်ပါဘူးတော့နီနော် queen တော့မတူဘူး ग्वा ချာချက်ရှိတယ် link queen ကတော့ကျဲ့နေမယ်အလုံးမလုံး link queen တွေပါတယ်ဂျိုးသွားနိုင်တယ်နော်အဲ့ဒါကြောင့်ဇနင်းချက်ချလေးနဲ့ထားတာဖို့လိုအားပါတယ်နော် okay အဲ့ဆိုရင်တော့ထဲ့ပုတ်ထဲ့နေဒီမှာကြည့် အော်ချွန်းလာဆိုင်ကွာလေးနဲ့အားလုံးပဲမိလာပါတော့အမ်ဒီနေ့ကျွန်တော်စောကြာနဲ့လာတွေ့ဆုံနေပါတယ်ပေါ့နော် Ring Win ထဲပုတ်ထဲနေလေးတောင်းဆိုထားတဲ့ညီကိုတွေများတွေ့အဲ့ဒါကြောင့်ဒီနေ့အနေနဲ့အချိန်နဲ့နဲ့ရလို့လာထဲပြပေးသွားလိုက်မှဖြစ်ပါတယ်ပေါ့နော်ဘာလို့မျိုးထဲရတယ်လဲဆိုတော့အတူတူစောကြည့်ကြရအောင်ပေါ့နော် Okay ဒီ Ring Win လေးနဲ့ဒါတော့ Ring Win အတိလေးနဲ့နော်မဖွာရသေးပါဘူးအခုပဲဖွာတော့မယ်ငါ Queen ရှိမယ်နော် enjoy account လေးနဲ့လူအမယ်ပေါ့နော် enjoy account ကောင်းတော့ဒါမှအသေးသောတွင်ပြီးတော့အကြီးနှုတ်တွင်နော် အကြီးနှကွင်ကတော့စီပါသူမဟုတ်အပေါ်ပါပဲမှာထားရမယ်နော် အသေးသောကွင်ကတော့အပဲမှာမိပါပဲမှာထားရမယ်နော်အသေးသောကွင်ဒီအကြီးနှကွင်ကတော့အပေါ်ပဲမှာထားရမယ်အဲ့ဆိုရင်တော့အမသားလေးတွေရောပြီးတော့ ထဲပေါထဲနီလေးတွေကိုအတူတူလာကြည့်ကြရအောင်ပါเนาะ Okay အဲ့ဆိုရင်တော့ဗီဒီယိုကိုအစောတိစောင့်ကြည့်ပေးပါဗောနော်ပြီးတော့ဘ ഹു ဒူတပညာတွေရသွားဖို့အတွက်เนาะဒီစိတ်တည်တည်ချာချာလေးကျွန်တော်စင်ပြပေးသွားလိုက်မှဖြစ်ပါတယ်ဗောနော်ဒီစတင်ကောင်ကတော့ဒီလိုမျိုးပုံစံတွေ့ရလိုက်မယ်ဗောနော်ဒီအမအသာကတော့အပေါ်ပဲမှနေရမယ်ဗောနော်အန်ဒီလိုမျိုးပေါ်ပဲမှနေရရင်တော့အမအသာလင်ကွင်ရဲ့ကွာဟာမှုလေးကိုဘယ်လိုမျိုးထားရတယ်ဆိုရင်တော့ဒီမှာအမအသာလင်နဲ့ကျွန်တော်လောက်ပြပေးသွားလိုက်မှဖြစ်ပါတယ်ပေါ့နော် ဒီ soft pain လေးနဲ့အသုပ်ပြုမယ်ပေါ့နော်။ဘာဖြစ်လဲဆိုတော့အကျွန်တို့အဲ့ဒီ sound လေးတွေဘာတွေလာလောက်ရင်တော့ down ရတွေဖြစ်နိုင်တယ်။ soft pain ဆိုတော့ down ရတွေမှာဖြစ်နိုင်ဘူးနော်။ဒီအပေါ်ကဟာအာမသာစီတဲ့ဟာကိုအပေါ်မှာထားမယ်နော်။အပေါ်မှာဆိုရင်တော့ဘဲဘဲတစ်ခုညာဘဲတစ်ခုအဲ့လိုမျိုးထားပေးရမယ်။အော်အပေါ်ကဘယ်နှကွင်းလဲ။နှကွင်းဟောနော်ကျွန်တော်ပြောတဲ့အကြီးနှကွင်းကအပေါ်ဘဲမှာထားရမယ်နော်။အာအသေးသောကွင်းကတော့အာမဘဲတကွင်းပြီးတော့ညာတကွင်းတူတူပဲ။ဒါပေမဲ့သူသောကွင်းဆိုတော့အလေတဲ့တဲမှာတကွင်းထားရမယ်။ အဲ့လိုမျိုးအမအပါထားပြီးပြီးတော့ကျွန်တော်တို့ထည့်ဖို့ဒီကွင်းကိုအရင်ထည့်မယ်နော်မထည့်သေးခင်ဒီကြောင်လောင်ကြောင်လေးကိုကျွန်တော်တို့အဲ့ဒီ engine ကောင်းကောင်းလေးနဲ့နည်းနည်းလေးထည့်ပေးလိုက်ပါပေါ့နော်ဘာဖြစ်လဲထိခိုက်မှုတွေပါတွေအမဖြစ်အောင်ပေးချောအောင်ပေါ့နည်းနည်းလေးအရင်ထည့်ပေးလိုက်ပါပေါ့နော်။အော်ဘဲကအမသာလောက်ထားတဲ့ခုနနော်။ဒီအမသာတခုကိုအာမိဘဘဲကအဲ့ဒီ supply coin နဲ့ဒီလိုမျိုးအာတက်တဲလေးနဲ့ထားပေးလိုက်ပါ။ နော်ဒီမှာโอเคအလဲတက်တက်နော်သူမျက်နာကွာဟာမွန်းဒီဟာ ਨੇ တက်တက်လေးထားပေးလိုက်ပါတက်တက်နော်ပြီးတော့ကြောင်တဲ့အသေးနှကွင်းကတော့ဘယ်တကွင်းညာတကွင်းနော်အာစာလုံးရှိလားကြည်နော်စာလုံးရှိနော်စာလုံးကတော့အပြင်ဘက်မှာထားရမယ်စာလုံးမရှိနော်ဘယ်ဘက်ထားရှင်လဲရတယ်နော်ဒါတော့စာလုံးမရှိနော်ဒီဘက်မှာအရင်ထားမယ်နော် အာဒီဘက်မှာအရင်ထားမယ်ဒီအောက်မှာနော်ဒီလိုမျိုးရေတတိထားပေးလိုက်ပါနော်အာပြီးတော့ဒီသကွင်းအရင်ထဲတော့သူ့ပစာကတော့ဒီမှာကနော်တဲ့အောင်ကျွန်တော်တို့နည်းနည်းဒီလိုမျိုးလဲပေးလိုက်ပါဒီသကွင်းတဲ့ပြီးနော်သကွင်းတဲ့ပြီးတော့ကျွန်တော်တို့နောက်သကွင်းပြောင်းထဲဖို့လိုပါတယ်ဒီနေရာမှာနော်အဲ့တော့ဒီမျက်နှာလေးနဲ့ကျွန်တော်တို့ထဲပေးဖို့လိုပါတယ်ပေါ့နော်ဟိုင်းတော့ကျွန်တော်ပြောတဲ့အတိုင်းပဲထိခိုက်နိုင်ပါတယ်โอเคသူ့သကွင်းကတော့ဒီသကွင်းကတော့ဒီမှာနော်မျက်နှာနော် အာသူကဟာမွန်းဒီမှာ ਨੇ တက်တက်ထားပေးရမယ်ပြီးတော့တော့ကွင်းပြီးစောသွားပါပြီနော်ဆပလင်ကွင်းကတော့အလယ်မှာတက်တက်ထားပြီးတော့အသေးနော်ကွင်းကတော့ဘယ်တကွင်းညာတကွင်းအဲ့လိုမျိုးအမအသာလေးအတိုင်းထားပေးလိုက်ပါနော်โอเคပြီးတော့အော်ဘဲကသို့မဟုတ်မိပါဘဲမှာထည့်ပြီးပြီးဆိုရင်တော့ကျွန်တော်စီပါဘဲမှာလိုတယ်ပြီးတော့ကျွန်တော်ဒီလိုမျိုးပြောင်းလဲပေးလိုက်ပါပြောင်းလဲပြီးပြီးတဲ့အခါကျရင်တော့အဲ့ဒီနော်ကွင်းကတော့ စီဘာဘဲမှာထားရမယ်မတူဘူးတော့နီနကွင်းတော့မတူဘူးကွာချာချက်ရှိတယ်တွေ့လားအယောင်တကွင်းရှိတယ်တကွင်းကတော့အယောင်မရှိဘူးဒီတကွင်းကတော့အယောင်ရှိတယ်နော်အမင်းယောင်နော်အဲ့ဒီအမင်းယောင်ကွင်းကိုအရင်ထည့်ပေးရမှာဖြစ်ပါတယ်ပေါ့နော်အထည့်တော့မယ်ဆိုရင်တော့ဒါကိုစာလောက်ရှိတဲ့ဟာကိုအပြင်ဘဲမှာထားသူမဟုတ်အပေါ်မှာထားရမယ်နော်โอเคအဲ့ဆိုရင်တော့ကျွန်တော်အဲ့ဒီဘဲမှာအရင်ထားမယ်နော်ဘယ်ဘက်အရင်ထားစေချင်လဲရတယ်နော်ညီကိုတို့နော် โอเคအဲ့ဒီ back ကိုကျွန်တော်အရင်ထားမယ်ဒီနေရာမှာထားရမယ်เนาะသူဖတ်စเนาะခါချင်းတော့ကျွန်တော်ပြောတဲ့အတိုင်းပဲเนาะ link queen ကတော့ဖြည်းဖြည်းလေးထည့်ပေးလိုက်ပါတအားမှာဟားစေရဘူးเนาะ link queen တွေပါတယ်ထိခိုင်းနိုင်ပါတယ်ဗောเนาะအာဒါဒီမျက်နှာတကွင်းဒီမှာရောက်ပြီเนาะတွေ့လားအာသူမျက်နှာဒီမှာရောက်ပြီနော်ရောက်ပြီတော့နော်တဖဲကတော့ဒီမှာပြောင်းထားရမှာဖြစ်ပါတယ်ပေါ့နော်လင်ကွင်းဒီတကွင်းကတော့ထဲတဲ့အခါလဲသူလဲနဖဲရှိတယ်တူတူပဲနော်စာလုံးရှိတဲ့ဘက်ကတော့အပြင်မှာထားသူကတော့နည်းနည်းခုံးနေတယ်နော်အထဲမှာနည်းနည်းဝင်နေတယ် အခေါ်တဲ့ဘက်ကိုအပြင်မှာထားရမယ်နော်ထားလို့မာသွားတဲ့အခါပြောင်းပြောင်းဖြီးသွားတဲ့အခါကျရင်တော့လင်ကွင်းကတော့ကျဲ့နေမယ်အလုံးမလုံးလင်ကွင်းတွေပါတယ်ဂျိုးသွားနိုင်တယ်နော်အဲ့ဒါကြောင့်ဇနီးချက်ချလေးနဲ့ထားတာဖို့လိုအားပါတယ်နော်ညီကိုတို့နော်โอเคအဲ့ဆိုရင်တော့ထဲ့ပုတ်ထဲ့နေဒီမှာကြည့်ဒီတစ်ဘက်ကတော့ထဲ့ပြီးပြီဆိုရင်တော့ဒီတစ်ဘက်မှာပြောင်းထဲ့ပေးရမှာဖြီးပါတယ်ပေါ့နော်ကျွန်တော်တို့ပြဖြီးလေးနဲ့ဒီလိုမျိုးတအားမဟားရအောင်ဒီလိုမျိုးထဲ့ပေးလိုက်ပါထဲ့ပြီးတော့သူ့ပစားကိုဒီလိုမျိုးနဲ့တစ်ခေါက်သေးချအောင်ပြောင်းစီးပါနော်တစ်ဖက်ပြီးတော့ဒီနေရာမှာတစ်ဖက် အာဟုတ်ပြီနော်ဒါတော့ဇနီကြကြနိုင်ကွင်းထဲပေါက်ထဲနီလေးဖြည့်နေပါတယ်ပေါ့နော်ဒီလိုမျိုးထဲပေါက်ထဲနီအမအပါလေးနဲ့လှုပ်လိုက်ရင်တော့ကျွန်တော် ပြောတယ်ထဲရလွယ်လွယ်ပဲဖြည့်သွားမယ်ပေါ့နော်ထဲမှာတာသေးတဲ့ညင်ကိုတို့တွေအတွက်ဒေးစိတ်ထဲပြပေးသွားလိုက်တာဖြည့်ပါတယ်ပေါ့နော်ဒါတော့ပညာအများမဟုတ်ရင်တော့အနေတော့ရလိုက်မယ်လို့ကျွန်တော်ထင်ပါတယ်ပေါ့နော်โอเคကျွန်တော်စောကြပါအခုလိုမျိုးစောကြည့်အပေးတဲ့ညင်ကိုမနမတိုင်းမှာပဲကျေးဇူးအယောင်တင်ပါတယ်ပေါ့နော်အားလုံးပဲမင်္ဂလာပေါ့နော်အော်ဆုံးမဆိုင်ကွာလေးနဲ့ bye bye